ထမဆုံးသတင်းတပုတ်အနေနဲ့စစ်တပ်မျိုးတော်ပြင်ဦးလင်မျိုးအလဲကောင်းမှရွှေဆိုင်ရတိုင်းမှု ပြစ်ခတ်မှုဖြစ်ပွားပြီးတအူးသိဆုံးကဓမြတအူးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိသွဲသတင်းကိုတင်ဆက်ပေးပါမယ်။ကြမ်းမစစ်တပ်ရဲ့စစ်တပ်ကတို့များအရှိဆိုင်ပြင်ဦးလွင်မှာရွှေဆိုင်ဓမြတိုင်းမှုပြစ်ခတ်မှုဖြစ်ပွားပြီးတအူးသိဆုံးကဓမြတအူးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းရဲသတင်းရင်းမြစ်နဲ့ဒေတာကံပြည်သူများထံမှသိရှိရပါတယ်။ ယနေ့နနက်၈နာရီ၃၀မိနစ်အချိန်ပြင်ဦးလေးမြို့လေကောင်ရက်ကွက်ကြီးကနာရီစဉ်အနည်းရှိအောင်စပယ်ရွှေဆိုင်ကိုဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ်တနက်သမားနှစ်ဦးကဝင်ရောက်လာပြီးခမရတိုက်ရမှာရုံရင်ဆန့်ကပ်ဖြစ်ကြောင်းရုံရင်ဆန့်ကပ်မှုအတွင်ပြစ်ခတ်မှုဖြစ်ပြီးဆိုင်ဝန်တန်းဦးစိန်ဝင်းသိဆုံးကြောင်းအဲရီယာနောက်အနီးနားမှာရှိတဲ့ပြည်သူများဝိုင်းဝန်းဖမ်းဆီးရမှာခမရတိုက်တဲ့တနက်သမားတဦးကိုဖမ်းဆီးရရှိကြောင်းသိရှိရပါတယ်ဆိုင်ကနေလာပြီးဆိုင်ကနေပြေးဖို့ပြင်တာ စိုင်တဲမှာရုံးရင်ဆန်ကန်းနဲ့ပြစ်ခတ်မှုဖြစ်တယ်တဦးသေးတယ်စိုင်ကအမျိုးသမီးတဲ့ဒံယာရတယ်အခုတော့ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေကြတယ်လို့ပြင်ဦးလွင်မှာဒေတာကတူကပြောဆိုပါတယ်လက်ရှိဖန်းစီရရှိထားတဲ့တရားခံဓမြတဦးမှာအောင်မျိုးနိုင်အသက်30နှစ်အဖဦးတပေါင်းဖြစ်ပြီးဖားကန်းမျိုးမရှိကထောင်ရက်ကွက်မှဖြစ်ကြောင်းလွတ်မြောက်သွားသူမှာမျိုးကြီးဖြစ်ပြီးမန္တလေးမြရည်နနာ ရက်ကွက်မှဖြစ်ကြောင်းသိရှိရပါတယ်မြောင်းဒုတိယသတင်းတပုတ်အနေနဲ့ TNN စုပ်ခွာမဲ့မိုးကုံမြို့မှာ ABSDM နဲ့ PDF တို့ကို KIA ကစစ်ရေးကူညီမယ်လို့ KIA ကိုပြောခွင့်ရဗိုလ်ကြီးနော်ဖူပြောဆိုငုံမိန်မျိုးကိုစစ်တပ်လက်အောက်မကျစေရန်ခရိုင်ပကဖားနဲ့မဟာမိတ်များပူးပေါင်းဆောင်ရွက်မယ်လို့ဂရိပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတောင်တီယန်နယ်စုပ်ခွာမဲ့မိုးကုံမြို့မှာ ABSDN နဲ့ PDF တို့ကို KIA ကစစ်ရေးကူညီမယ်လို့ KIA ကိုပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါတယ်။မိုးမိန်မြို့နယ်မှာ KIA တပ်ရင်းများရှိ ABSDN PDF တို့နဲ့အတူပူးရဲရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအရှိရှထားကြောင်း KIA အနေဖြင့် TNN နဲ့စုပ်ခွာမဲ့မိုးကုံမြို့နယ်ပတ်သက်၍ စိတ်ရဲအရဆောင်ရွက်ရမရှိတော့လဲ ABSDF နဲ့ PDF တို့ရဲ့စိတ်ရဲလှုပ်ရှားမှုများလှုပ်ဆောင်လာရင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်မိုးမင်းမျိုးနယ်ထဲမှာကျွန်တော်တို့ KIA တက်ရင်34ရှိတဲ့ KIA PDF တပ်ပေါင်းစုအတူတူနေတဲ့အရှိရှထားတဲ့မိုးကုံမျိုးနဲ့ပတ်သက်လို့တည်တံ့ KIA ကတော့ဘာမှလှုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကကူညီတာမျိုးရှိနိုင်တယ်လို့ဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်ခင်ဗျာ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်အတွင်းဖြစ်ပေါ်နေတဲ့အခြေအနေများအရမြည်တုပ်ပြီးခက်ခဲဖြစ်ကြုံတွေ့စေကြမှုပြည်သူနဲ့တသားတည်းရှိနေမှုဖြစ်ကြောင်းထို့ပြင်စစ်ကောင်ရှင်လက်အောက်သို့မကြောက်စေရနဲ့တော်လန်ရေးအောင်မြင်မှုပန်းတိုင်းစီတို့အမြန်ဆုံးရောက်ရှိစေရတော်လန်ရေးညီနောင်များမဟာမိတ်များနဲ့အတူပူးပေါင်း၍အောင်မြင်မှုများရရှိသည့်အထိဆက်လက်ရှိတက်သွားမည်ဖြစ်ကြောင်းကတိကိုပြုထားပါတယ် DNA ကအော်တိုဘာလ29ရက်နေ့မှာတရုတ်ရဲ့ဂျားဝင်စစ်တပ်မှုဖြင့်အစ်တန်းနဲ့အပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုန်းနဲ့မိုးမိတ်မြို့ ာမှာပြန်လည်ဆုတ်ခွာသွားမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွှေကုတ်ကိုကြားပြတ်မျိုးတဲ့ထူထောင်ကဲ့သို့ BGS Source တို့ရဲ့ကိုယ်ပွဲရာရှင်းချင်းခြင်းကိုထိုင်းကတရုတ်နိုင်ငံတို့ယနေ့ပြန်ဖို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းရှိရွှေကုတ်ကိုကြားပြတ်မျိုးတဲ့ထူထောင်ကဲ့သို့မြန်မာစစ်တပ်လက်အောက်ခံ BGS Source တို့ရဲ့ကိုယ်ပွဲရာရှင်းချင်းခြင်းကိုထိုင်းကတရုတ်နိုင်ငံတို့ယနေ့ညနေပို့ဆောင်မည်ဖြစ်ကြောင်းထိုင်းရက်စ်ဝါတာကသတင်းဖော်ပြပါတယ်။ မြန်မာနိုင်ငံမြောက်ပြည်မြို့ရှိချွေကုတ်ကိုကြားဖြတ်မျိုးတဲ့ထူထောင်သူရှီကျင်းကျင်းကိုတရုတ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်းရှီကျင်းကျင်းမှာမြောက်ပြည်မြို့နယ်ကာစီနိုများနဲ့ကြားဖြတ်အွန်လိုင်းစီးပွားရေးလုပ်ငန်းများတွင်အဓိကရင်းနှီးနှုတ်နယ်သူ JD International Calling Group ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ November 10ရက်နေ့ထိုင်းနိုင်ငံရှိအယူခံတရားရုံးကနိုင်ငံတကာရာဇဝတ်မှုများအပါအဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုပ်ကင်ခဲ့တဲ့ကြားဖြတ်ငွေလိမ်လည်ကိုင်းများရဲ့အဓိကခေါင်းဆောင် ရှီကျန်းကျင်းကိုတရုတ်နိုင်ငံတို့လွှဲပြောင်းပေးရန်ကိစ္စကိုအတိအပြုဆုံးဖြတ်ပြီးတဲ့နောက်ယနေ့တရုတ်နိုင်ငံတို့ပြန်လည်လွှဲပြောင်းခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားတဲ့ရာဇဝတ်တရက်ခန့်ရှီကျန်းကျင်းကိုတရုတ်နိုင်ငံကလောင်းကစားမှုများချားဖြန့်တဲ့ငွေလိမ်လည်မှုများဖြင့်အလိုရှိနေခြင်းဖြစ်တယ်။ရှီကျန်းကျင်းမှာတရုတ် runway 2985ဘီလီယံထိုင်းဘတ်12.6ထရီယံခန့်လိမ်လည်ခဲ့တဲ့ကာစီနို website 239ခုထက်မနည်းတီထောင်စီမံခန့်ခွဲ၍အမိန့်ပေးခဲ့သူဖြစ်ပြီးတရုတ် တ်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ်လည်မှုများအတွက်အဓိကတာဝန်ရှိသူအဖြစ်တရုတ်ဆိုရကအလို့ရှိနေခြင်းဖြစ်တယ်။သူက2022ခုနှစ်ဩဂုတ်လမှာထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်းထိုင်းဆိုရကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး2022ခုနှစ်နိုဝင်ဘာလမှာ၎င်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးအပ်ရန်တရုတ်ကတောင်းဆိုခဲ့ပြီး2025ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာ၎င်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးရန်ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခေါ်ရုံးကအတည်ပြုဆုံးဖြတ်ခဲ့ပါပဲ။1993ခုနှစ် ခိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားတရက်ခံလွှဲပြောင်းပေးအပ်ရေးစာချုပ်ရလွှဲပြောင်းပေးအပ်ခြင်းကိုဆောင်ရွက်နေခြင်းဖြစ်ပြီးအဲဒီအမှုမှာနိုင်ငံကျော်မှုကင်းများကိုကင်တွယ်ဖြည့်ရှင်းရမှာထိုင်းနဲ့တရုတ်အာဏာပိုင်များကြားနှိကက်စွာပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်၎င်းကိုလွှဲပြောင်းပေးရန်ထိုင်းအစိုးရနဲ့တရုတ်အစိုးရတို့ကြားအနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်တဲ့တရုတ်နိုင်ငံသားရှီကျင်းကျန်ကော်စင်တာနဲ့ကားဖြန့်လောင်းကစားလုပ်ငန်းများအတွက်ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံမှာ ကြားပြစီမံကိန်းမျိုးတင်မြအကောင့်တွေပေါ်ခဲ့သူလည်းဖြစ်ပါတယ်စစ်တလောက်ကန်ကရင်နယ်ကြားဆောင်တဲ့ BGF ကောင်းသောဆော့ရှစ်သူကရှီကျင်းကျက်လွတ်မြောက်ရေးအတွက်စူတောင်ပွဲကိုရွှေကုတ်ကိုမှ2024ခုနှစ်ဩဂုတ်လ17ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်တက်ရောက်ဝတ်ပြုစူတောင်ခဲ့ပါတယ်။နိုင်ငံတကာလောင်းကစားငွေလိန်လယ်လုပ်ငန်းများကြောင့်အလိုရှိနေရသောရာဇဝတ်တရကန်ရှီကျင်းကျက်ဘေးကင်းရန်ကြမ်းမာစေရန်နဲ့ပြန်လည်လွတ်မြောက်ရန်ကရင်နယ်ကြားသောတဲ့ BGF ကောင်းသောဆော့ရှစ်သူက ရွှေကုတ်ကမှလူရာနဲ့စီတက်ရောက်တဲ့အခမ်းအနားပြုလို့ဝိပုစုတောင်းခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။